မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်နိုင်ရီကန်ဘူဟာအနီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအင်အား900ခန့်ပြုံတီးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုစက်တင်ဘာလရက်ပိုင်းအတွင်းမှာစစ်ကောင်မရှင်တက်ရဲ့တပ်မနှစ်ခုတက်အချင်းအပြောင်းပြုတ်လုထားပြီးတော့ရိုးပေါ်နယ်ပသိမ်မုံရွာလမ်းပေါ်မှာစစ်ရင်တန်းများအတက်အဆင်းရှိနေတယ်လို့သိရပါတယ် အကြမ်းဖက်စစ်ခွေးတပ်ဟာပြီးခဲ့တဲ့ဇန်နဝါရီလကနေနိုင်ရီကန်ဘျူဟာပတ်ဝန်းကျင်ကိုစစ်ရင်အား1500ခန့်ပို့ဆောင်ထားတယ်လို့သိရပါဗျ။တပ်မ69ရဲ့ထိတ်တန်းလျှို့ဝှက်ချက်နဲ့စာရွက်စာတမ်းပေးပို့ချက်တွေအများအင်အား900လောက်ပြုံးတီးသွားပြီလို့စီဒီအမ်ဘူဂျီဇင်ယောကပြောပြထားပါဗျ။အဲ့ဒီစစ်ရင်အားတွေက300ခန့်ကိုမဖဲမြို့နယ်အတွင်းကို တက်ဖြောက်ဖြန့်ကျက်ထားပြီးတော့ပို့ဆောင်ထားပြီးရရှိထားတဲ့အချက်လက်အရာနယ်ရေကန်စုပုံရိတ်ခါစခန်းကိုအင်အား900စာသာရိတ်ခါပို့ထားတယ်လို့သိရပါတယ်စုပုံပေးပို့တဲ့ရိတ်ခါဆန်အိတ်များအရာဗရန်လန်းဆောင်ကနေပြီးတော့ကမ္ဘာလုံးစခန်းအထိအင်အား900ဝန်းကျင်သာရှိတော့ပြီးစုံကုန်းအထိကိုတက်ဖြန့်ထားတဲ့အင်အား300နဲ့ပူးပေါင်းရင်အင်အား၃ပုံ၃ပုံခန့်ပြုံးတီးသွားပြီလို့ပြောဆိုထားပါတယ်။လပိုင်းအတွင်းတပ်မ69ကတပ်ဖွဲ့ဝင်များတေဆုံးဒဏ်ရာရအလံဖြူထောင်ထွက်ပြင်းနေ ထောင်ချခံရသူအရေးအတွက်ဟာအင်အား900အောက်ကိုမလျော့ကြောင်းသတင်းရေးမိကပြောဆိုထားပါတယ်တက်အချင်းပြောင်းတဲ့ရိုးဘော်ကနေပြီးတော့ပြန်ဆင်းလာတဲ့တက်မ69တက်ဖွဲ့ဟာလည်းအင်အား900ခန့်သာရှိတယ်လို့သိရပါတယ်ဒါအပြင်အရခတက်တော် AA ဟာတက်မ69အမှတ်69နှစ်နေပြူဟာအဖွဲ့ကနေပြူဟာမှုနဲ့အဖွဲ့ကိုဖမ်းဆီးရမိထားတယ်လို့စက်တမ်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်ဖလန်ချင်းကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းတ်စစ်ခွေး10ဦးကျော်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလ3ရက်နေ့နေ့လယ်7:00နာရီကျော်လောက်မှာပွင့်ဖြူမြို့နယ်ဖလန်ချင်းကျေးရွာအနီးကိုခလာရတဆဲတက်ရင်စကုမျိုးကပြူစောထီးများနဲ့ဝါဆိုင်ပြိုးရေးတက်ကစစ်ခွေးများပူးပေါင်းလာတဲ့စစ်ကား3စီး ဂျမ်ဘာကားဒစီးနဲ့အင်အား150ခန့်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲဟာညနေ4နာရီလောက်အထိဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာတေဆုံခဲ့တဲ့စစ်ခွေးအလောင်းများနဲ့ဒဏ်ရာရတဲ့သူတွေကိုလာရောက်ပြီးတော့တဲဆောင်သွားတဲ့စစ်ကားများကိုလည်းပွင့်ဖြူမျိုးနဲ့မကြီးစုကြေးရွာအဝင်းမှာတော်လိုင်းတပ်ဖွဲ့များကထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်ခွေးတပ်ဘက်က10ဦးကျော်တေဆုံးက12ဦးထက်မနည်းထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်စက်တမာလ3ရက်နေ့နေ့လယ်7:00ခွဲကဖလန်ချင်းကျွော်အနီးမှာတိုက်ပွဲဖြစ်တယ်တေဆုံးဒဏ်ရာရတာတွေကို4 week ကားတွေနဲ့3កောက်တောင်လာတည်သွားတယ်ညနေ4:00နာရီဝန်းကျင်မှာမကြီးစုရွာအဝင်းမှာမိုင်းထတ်ထိတယ်စေကားနဲ့လာတယ်ပြီးတော့မခွေးတက်မတော်စေးုံဘက်ကိုအမြန်မောင်းသွားပါတယ်ဖြစ်စဉ်နှစ်ခုစလုံးမှာစေခွေးစေကောင်ကျော်သေးပါတယ်ဆန်နှုတ်ဒဏ်ရာရတယ်လို့ဒေသခံသတင်းအင်းမြစ်ကပြောပြထားပါတယ် အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာအဲ့ဒီနေ့ညပိုင်းမှာမဲဆက်လီကျေးရွာမှာရှိတဲ့တိုက်နယ်ရဲစခန်းအတွင်းကိုဝင်ရောက်သွားပြီးတော့အခုလိုဝင်ရောက်တဲ့အချိန်မှာစစ်သား100ခန့်သာရှိတော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်ပေါ့စိတ်ဖြူလမ်းပိုင်းအနီးမှာအကြမ်းဖက်စစ်ခွေးရဲ့ရင်နှန်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ခွေး၁၀ကောင်တိတ်ဆုံးသွားပြီးတော့လက်နက်ခဲများကိုလည်းတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ25ရက်နေ့မိုးလွယ်2နာရီခန့်မှာပေါ့မြုံနယ် တဲပင်ကံရွာတောင်ပံပေါ့စိတ်ဖြူလမ်းမိုက်အနီးမှာခလာရနှင်းကားလေးတရင်ကအင်အား80ခန့်ပါတဲ့အကြပ်ပတ်စစ်ခွေးရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲဟာတနာယီ30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြပ်ပတ်စစ်ခွေးတွေဘက်က10ဦးသေဆုံးက15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပခုတ်ကူခရိုင်အမှတ်၄တရင်နဲ့ပခုတ်ကူခရိုင်အမှတ်14တရင်ကရဲဘော်2ဦးကြာဆုံးခဲ့ပြီးပခုတ်ကူခရိုင်အမှတ်7တရင်ကရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးဆယ်ကောင်တေတာကတော့အတီးပြုတ်နိုင်ပါတယ်လက်နက်ခဲအချို့ကိုလည်းတင်းစီရမိတာရှိပါတယ်လို့ပခုတ်ကူခင်ရိုက်ပကဖကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖုံမြို့နယ်မှာလူငယ်များကိုစစ်တပ်ထမ်းကိုရောင်းစားပြီးတော့ဘဲတော်လန်ရင်အဖွဲလာလာဂီယူမဆိုင်ဘူးဆိုပြီးတော့စိန်ခေါ်ထားတဲ့အချမ်းဘတ်စစ်ခွေးတောက်တိုင်းမြင်းရွှေကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမ်ဘာလ9ရက်နေ့ညနေ6နာရီခွဲအချိန်ကမှာ အုပ်ဖို့မြို့နယ်ဖလံပင်ကျေးရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်ခွေးဒေါက်တာမြင့်ရွှေကိုတာယောရီခိုင်တိုင်ရင်383ညနဲ့တက်ခွဲ6 Black Dragon GBK PDF ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။တိုက်ဆုံသွားတဲ့မြင့်ရွှေဟာတော်လိုင်းရဲဘော်များရဲ့တွာလာလှုပ်ရှားမှုများကိုအကြမ်းဖက်စစ်ခွေးတပ်ထံကိုသတင်းပေးခြင်းဘဲတော်လန်ရေးအဖွဲ့လာလာဂီယူမဆိုင်ဘူးဆိုပြီးတော့စိန်ခေါ်ခြင်း လူငယ်များကိုစစ်တပ်ထဲကိုလိန်လယ်ထဲကရောင်းစားခြင်းများကိုလည်းလှုပ်ဆောင်နေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီကောင်ကတော်လိုင်းအဖွဲ့တွေကိုစိန်ခေါ်ထားတာကြားပြီးနောက်ပြီးတော့လူငယ်တွေကိုလည်းစစ်တပ်ထဲထည့်ပြီးတော့ရောင်းစားနေတဲ့အတွက်ကျွန်တော်တို့တွေပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့တာယာဝတီခရင်တရင်383ညနဲ့တက်ခွဲ6 Black Dragon GBK PDF ကတာဝန်ရှိသူကရှင်းပြထားပါဗျ။တာယာဝတီခရင်တရင်383ညနဲ့တက်ခွဲ6 Black Dragon GBK PDF တပ်ဖွဲ့အနေနဲ့ ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ခွေးတွေအပြင်၎င်းတို့ရဲ့တောက်တိုင်များကိုလည်းအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများ၎င်းတို့အနီးမှာသွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရင်အတိပေးပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကြောက်ဖြူကြီးရွာမှာကလေးတငယ်များကိုစာတင်ကြားပေးနေတဲ့နေအိမ်ကိုအကြမ်းဖက်ဆစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာအသက်၁၀နှစ်အရွယ်ကလေးငယ်တအုပ်တိတ်ဆုံးပြီးတော့ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တဘာလ9ရက်နေ့မိုးလွယ်2နာရီဝန်းကျင်ကမှတပိတ်ချင်းမြို့နယ်ကြောက်ဖြူကြီးရွာမှာရှိတဲ့ကလင်းငယ်များစာတင်နေတဲ့နေအိမ်ကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံးကျဲတိုက်ခတ်ခဲ့ရာအသက်10နှစ်အရွယ်ကလင်းငယ်တဦးသေဆုံးပြီးတော့ကလင်း9ဦးအပါအဝင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ Jet Fighter နဲ့ဘုံးလာကျဲသွားတာဖြစ်ပါတယ်။ Rocket နဲ့ပြစ်သွားတာလို့ယူဆရတယ်။ အလုံးကြီးအထိကြတော့ပြောရခက်တယ်။ဒဏ်ရာရတဲ့သူတွေထဲမှာအပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းပါပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကရှင်းပြထားပါတယ်။အချမ်းဘတ်စစ်ခွေးတပ်ဟာအရသာပြည်သူများကိုပြစ်မှတ်ထားပြီးတော့ပြည်သူဝိုင်းနေအိမ်များစေယုံများနဲ့စာတင်ကြောင်းများကိုမကြာခဏဥတည်ပြီးတော့တိုက်ခိုက်ကာစစ်ရာဇဝဲမှုများကိုအောက်တန်းကြကြကျူးလွန်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖုံမြို့နယ်ချင်းစုရွာနဲ့ကန်းကြီးရွာကိုအကြမ်းဖက်စစ်ကွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်၄ထိ၅စီးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တဘာလ9ရက်နေ့ညနေ9:25မိနစ်ခန့်မှာအုတ်ဖို့မြို့နယ်ချင်းစုရွာနယ်ကန်းကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စက်တပ်၄ထိ၅စီးနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာချင်းစုရွာကအသက်36နှစ်အရွယ်ကိုချေကောင်အသက်15နှစ်အရွယ်ခွနတန်းကျောင်းသားကိုခန့်ကျော်သူနဲ့ကန်းကြီးရွာကအသက်35နှစ်အရွယ်ကိုတင်မျိုးဝင်းတို့ပွဲချင်းပြီးတိတ်ဆုံသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကိုင်းကြီးကြီးရွာဖုန်ကြီးကျောင်းလဲထိမှန်ပြက်စီးသွားပြီးတော့လက်ရှိချိန်မှာပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ချင်းစုရွာကပြည်သူနှစ်ဦးရဲ့ကိုင်းကြီးရွာကပြည်သူတအုပ်ရဲ့ပွဲချင်းပြီးတိမ်ဆုံပြီးပြည်သူတွေလည်းထိခိုက်ဒဏ်ရာရတာများပါတယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါဝင်နေကိုင်းကြီးကြီးရွာဖုန်ကြီးကျောင်းလဲထိခိုက်ပြက်စီးသွားတယ်။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေဘုံကျဲတိုက်ခိုက်သွားတာပါလို့တာယာဝတီ KI စစ်ရေးတာဝန်ခံရဲဘော်တစ္ဆာကပြောကြားထားပါဗျ အလားတူပဲဩဂတ်စ်လ28ရက်နေ့ညနေ4:44မိနစ်ခန့်ကလည်းအုတ်ဖုံမြို့နယ်တိမ်မြုပ်ကျေးရွာမှာတပ်ဆွဲထားတဲ့အချက်မဲ့စစ်တပ်ကဒေါင်လေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံနှလုံးကျေချတိုက်ခိုက်ခြင်းကြောင့်အသက်9နှစ်အရွယ်မတ်ယွန်းမီမီနဲ့မိခင်ဖြစ်သူအသက်32နှစ်အရွယ်ဒေါ်စင်မာတင်းတို့ပွဲချင်းပြီးတိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ